ားလုံးပဲမင်္ဂလာပါ weekend sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်စနေညအတွက်အကောင်းဆုံးဖြစ်မဲ့၄ဘွယ်ကိုရွေးချယ်ထားပါတယ်ဒီခါ၄ဘွယ်မှာတော့ဆရာအကြိုက်၂ဘွယ်နဲ့ကျွန်တော်အကြိုက်၂ဘွယ်နဲ့ရွေးချယ်ပြီးရွေးချယ်ပြီးတော့တက်ပေးသွားပါမယ်เนาะအဲ့တော့ဟုတ်ဆရာအကြိုက်ပထမဆုံး၂ဘွယ်ရပဲပထမဆုံး၂ဘွယ်လေးပြိတက်တွေကိုကျွန်တော်တို့စနေအတွက် final ပြတ်မှတ်เนาะ final ပြတ်မှတ်အနေနဲ့ကျွန်တော်ပထမဆုံးလူရွေးချင်တာတော့ဗျာဆရာရေးကျွန်တော်စနေညလည်းနည်းနည်းတော့စွန်စားမှုတော့ကြတယ်ဆိုတော့တော်တော်ညလည်းတော်တော်ကျွန်တော်ပြီးမယ် ။ဘာလို့လဲဆိုတော့ဥဒိညဘောလုံးပွဲဆိုတာဆူသားတယ်။စနေရက်ဒီပွဲမှာဥဒိညဘိုလော့စနာကိုကျွန်တော်ရွေးချင်တဲ့အခါမှာဘိုလော့နာကိုပေးချင်တယ်။ဘာကြောင့်အစင်လာရတော့ဥဒိညနဲ့ဘိုလော့နာတကယ်မျိုးရင်ဘလုံးနာရန်အတာကြီးရထားတာမျိုးမရှိဘူးအဲ့လားဆိုတော့ကျွန်တော်တွေ့ခဲ့တယ်အချက်လက်တွေရပါတော့အဲ့တော့လက်တော်မှာအာရှဈေးတန်းမှာဟိုဟို0.5နဲ့ဒါမြန်မာဈေးတန်းအဝေးခွင့်နေဘလုံးနာ level 80ပြန်ပေးထားတယ်ပေးတာခွေးပေးပေးရမှာပဲလीเนาะအဲ့လိုပေးဒါပေမဲ့တခုတော့ရှိတယ်အစင်နာတွေ့ခဲ့တဲ့အချိန်မှာ ဦးဒီဒီကပေးခဲ့တဲ့အရှိတယ်ဘိုလုံနာကပေးခဲ့တဲ့တဲတော့ရှိတယ်မှာလက်တော်ရဲ့ခြေစွန်းအနေထားမှာဘိုလုံနာကဒါစီးဒီရမှာဟိုဟိုဟာပေါ့ဟိုအမှတ်ပေးစရာမှာလည်းအဆင့်အများကြီးအဆင့်၅လောက်မှာရှိနေတဲ့အသင်းဖြစ်နေတဲ့အတွက်ကြောင့်ဘိုလုံနာက level 90ပြန်ပေးထားတယ်အဲ့ဒီ level 90ကျေးအောင်လည်းကျေးအနှုံးရအောင်ကျွန်တော်က54ဒသမ1ရာခိုင်နှုန်းကိုဘိုလုံနာကိုတွေ့ပါတယ်နော်အဲ့တော့စီးဒီရမှာလည်းဘိုလုံနာတကယ်လည်းပြောရင်အသင်းလိုက်စုဖွဲ့မှုအားကောင်းနေတဲ့အသင်းဖြစ်တယ်ဂိုးတင်ခွင့်တွေအများပြားလဲဖန်တီးနိုင်တယ်လို့ရတဲ့အခွင့်အရေးတွေကိုလည်းပိုင်ပိုင်နိုင်နိုင်နဲ့ အတုံးချနိုင်နေတယ်ကျွန်တော်တွေ့ရတယ်ဒါကျွန်တော်လေ့လာချက်လေးပေါ့နော်ဒါဒါကြောင့်လဲဒါ CD ရဲ့နောက်ဆုံး၈ပွဲဆက်ကိုဘူရောနာရှုံးပွဲမရှိတာဘူးအဲ့ဒီ၈ပွဲမှာလဲဂျေးကတန်ကြိမ်ပဲကြာတယ်6ကြိမ်ဇက်တိုက်တော့ဂျေးအောင်ထားတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ဘူရောနာရဲ့အဝေးဝန်းခြေစွန်းကလည်းမာတယ်နောက်ဆုံး၄ပွဲဆက်လဲရှုံးပွဲမရှိထားဘူးအဲ့ဒီအဲ့ဒီနောက်ဆုံး၄ပွဲဆက်မှာ၃ပွဲဇက်တိုက်ကဂျေးအောင်ထားတော့ကျွန်တော်တွေ့ရတယ်အဲ့တော့တစ်ဖက်မှာပြန်ကြည့်မယ်ကျွန်တော်တို့ Udinese ပေါ့နော် Udinese ကလည်းဒီရာသီ CD မှာအင်ကွင်းကစားအားမစိုးတဲ့အတင်ထဲမှာပါလေလို့ကျွန်တော်ယူဆလို့ရတယ်ဒါပေမဲ့ ်ဦးဒီနီစီအင်ကွင်းအဝေးကွင်းကိုခြုံကြည့်ကြတယ်ခြုံပြီးကြည့်လိုက်မယ်ဆိုရင်တော့ခြေစုံးကဦးဒီနီကတက်လိုက်ကြလိုက်နဲ့မှာမတည်ငြိမ်မှုကိုကျွန်တော်တွေ့ရတယ်အဲ့တော့ကျွန်တော်ပြောချင်တာဘိုလိုနာတို့ကဒီဘွဲကဒီဘွဲကစားပြီးနောက်လာမဲ့၃ဘွဲစလုံးကို तू အင်ကွင်းမှာကြီးပဲကစားရမှာဟုတ်ဆိုအဲ့တော့အဝေးကွင်းပွဲစဉ်ဒီဘွဲမှာရတဲ့ကောင်ရဖို့ဘိုလိုနာစူးစီး ဟိုပိုင်ဆိုင်ထားဖို့လိုအပ်တယ်ဆိုကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ချင်းချင်းလေးပဲဘူရိုနာစကိုရွေးမယ်ဂျေးအောင်နိုင်ဂျင်းတို့ကျွန်တော်ရဲ့ဖော်မြူလာလဲဘူရိုနာ50လီတာမှ100ကျော်ရှိတဲ့အတွက်ကြောင့် level 80မမဇီးတန်းမှာဘူရိုနာကိုစနေပြစ်မှတ်အတွက်ပထမဆုံးဖြစ်ကျွန်တော်ရွေးချင်တယ်အော်โอเคအဲ့ဒါဆိုကျွန်တော်ပထမဆုံးပြစ်မှတ်တစ်ခုရပြီဘူရိုနာဆရာရဲ့ဒုတိယပြစ်မှတ်လေးတစ်ခုပြည့်တက်လို့ရွေးချင်တယ်ဆန်နဲ့အချင်းတူတူပါပဲကျွန်တော်စီးရတဲ့အဲ့ဒါကတက်ယူလိုက်ဂျင်းတို့ကဆိုတော့ဂျင်းတို့ကတော့ဒါကနီးပြတ်တဲ့ပွဲဥထွက်ဒီရော့စီနဲ့ပေါ့နော်ဒီရော့စီကဒီမတိုင်ခင်မှာရူမမှာလဲ သူကင်တွေဘူးတယ်အဲ့ရိုမမမကင်တွေဘူးอ่ะစပယ်မှာတော့ကင်တွေဘူးတယ်နောက်တစ်ချက် तू อ่ะအီတလီဆီးရီးရဲ့ကစားသမားတယောက်လည်းဖြစ်တယ်ဆိုတော့ဒီဘွဲစင်မှာကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုရင်ဂျီနိုအာကရာဒီစပိုင်းမှာတောက်လျှောက်လေးဆိုးခဲ့ပေမဲ့ဒီလက်ထောက်နီးပြရင်လည်းပွဲဥထွက်နှစ်ပွဲပေါ့နော်အဲ့တပွဲနဲ့တပွဲတော့မတူတဲ့ပွဲစင်မှာဆက်ဆူလို1 2နဲ့နိုင်ပြီးတော့15နောက်ဒူးဒူးကစားသွားတယ်တကယ်ကောင်းတဲ့ရက်လက်နှစ်ခုလို့ပြောလို့ရတယ်ဒါကလက်ရှိနီးပြတဲ့ပွဲဥထွက်မှာတော့ဂျီနိုကဘယ်လိုပုံစံမျိုးနဲ့ထပ်ပြီးတော့လာမလဲပဲစောင့်ကြည့်ရမယ် ဒီနေ့မှာကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားမိတာကကယ်ယူလာရေးလို့ပြောလို့ရတယ်ကယ်ယူလာရေးလက်ရှိအိတ်ကွင်းဒိတ်၃ခွက်ဆက်ကရှုံးလာတယ်ကယ်ယူလာရေးလို့အသင်းမျိုးကပြီးခဲ့တဲ့ရာသီမျိုးမှာကျွန်တော်အများဆုံးမြင်တွေ့ခဲ့ရတာကအိတ်ကွင်း၃ခွက်ဆက်ထိရှုံးနိုင်တဲ့ပုံစံမျိုးကိုတော့မတွေ့ရဘူးနောက်တစ်ချက်ကယ်ယူလာရေးကအိတ်ကွင်းမှာနှစ်ပွဲတက်ပို့ပြီးတော့ခြေကျတဲ့ရှာခိုင်းတာကတော်တော်လေးနဲတယ်လက်ရှိအိတ်ကွင်း၃ခွက်ဆက်ရှုံးပြီးအိတ်ကွင်း၃ခွက်ဆက်လုံးခြေကျထားတဲ့ကယ်ယူလာရေးကိုကျွန်တော်ကဒီနေ့မှာတစ်ချက်ပြန်ကြည့်ကျင်တယ်ပေါ့နော်နောက်တစ်ချက် ဒီမှာကျွန်တော်တို့ဒီကယ်ယူလာရဲ့နောက်ဆုံးအိတ်ဝင်း16ပွဲမှာဒီဂျီနိုအကိုလက်ခံကစားခဲ့တဲ့လိပ်ပွဲတွေမှာ6ပွဲနိုင်တယ်2ပွဲသေးတယ်5ပွဲရှုံးခဲ့တယ်။ဟိုနောက်ဆုံး2ပွဲသက်ကတော့ဒီကယ်ယူလာပဲရက်လက်ကောင်းလာတယ်။ဒဲဝင်ယူဖွင့်တဲ့ပွဲတွေမှာပြန်ကြည့်မယ်ဆိုရင်ကယ်ယူလာကဂျီနိုအနဲ့အဒဲဝင်ယူတွေမှာတော်တော်လေးနိုင်ခဲ့တယ်။2008မှာဆိုရင်2-1နဲ့နိုင်ခဲ့တယ်။အဲအဲ့ဒီပြီးတော့ကျွန်တော်တို့ဒီ2019မှာဆိုရင်4-1နဲ့နိုင်ခဲ့တယ်။နောက်ဆုံးအနည်းဆက်ဆုံးပြောပါဆိုရင်2023မှာ2-1ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်ခဲ့တယ်။ဒီပွဲတွေမှာကျွန်တော်နည်းနည်းလေးစိတ်ပူမိတာက5ပေါင်းပါ။5ပေါင်းက ပြောင်းနေပြီမှာဒီနှစ်သင်းထိုက်တဲ့တွဲဆောင်မှုတွေမှာအပြန်နဲ့တွဲကိုအများနဲ့ဖြောပြေးလေးရှိဒါကြောင့်ကျွန်တော်ဒီပွဲတွေမှာဂိုးပေါက်တဲ့ဒီဂျီနိုအောက်ကိုဒက်ဝင်ယူပေးတဲ့ပွဲတွေမျိုးတွေမှာခြေအောင်နေရှိတယ်လို့အဲ့ဒီကွင်းမှာနှစ်ပွဲလက်ပို့ပြီးသုံးပွဲလောက်ထိလက်ရှိလေးပွဲဆက်လောက်ထိရှုံးပြီးတော့ခြေကြတော့သွားမယ်အသင်းမျိုးတွေမှာကျွန်တော်ကယ်ယူလိုက်ယူမထည့်ချင်ဘူးဗျာကျွန်တော်အနေဆုံးကယ်ယူလိုက် ရလက်ကောင်းသွားမယ်တည်ရင်လည်းအနိုင်ပဲရှိရပွဲစဉ်မျိုးကျွန်တော်ထည့်တယ်အဲ့ဒါဆိုကျွန်တော်စနေညအတွက်ကကျွန်တော်ပထမဆုံးရွေးချယ်လိုက်တဲ့ပထမပြက်မှတ်နဲ့ဒုတိယပြက်မှတ်ကစီးရီလီတစ်ခုလေးကဖြစ်သွားတာပါနော်အဲ့တော့ကျွန်တော်ကဘူလော့နာဆရာရဲကတက်ယူလိုက်တယ်โอเคကျွန်တော်နောက်တက်ပွဲစဉ်တစ်ပွဲကတော့ဗျာဒါပလေးသက်တည်းရဲ့စိတ်ဝင်စားမှုအမြင့်ဆုံးလီတစ်ခုပွဲစဉ်ဖြစ်တဲ့ပရီးမီးယားလီဂ်လေးပဲကျွန်တော်ရွေးချယ်လိုက်မယ်နော်ဆရာရဲအဲ့ဒါကြောင့်ကျွန်တော်ဝုနဲ့ခရစ်စတယ်ပဲလီအတင်းကိုကျွန်တော်ဂိုးအောက်ကိုအရင်ကြိုက်နေပါတယ်ဂိုးအောက်ကလက်ရှိဂိုးပေါင်းစီ280ဈေးတန်းမှာမြန်မာဈေးပေါ့နော် နှစ်ထုတ်80ဆင်းတဲ့မှာဂိုးအောင်ကျေးအောင်နိုင်ကြီးက54.8%အကန့်လို့ရှိနေတာကိုကျွန်တော်တွေ့ရပါတယ်။ဆရာရဲနဲ့သိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါဝုကဒါနီးပြတဲ့ raw aqua ပါလက်ထပ်မှာတော့အခုပြောင်းလာတဲ့လက်ထပ်မှာတော့အတော်လေးကိုပြန်ရုံးကန်နေရမယ်အနေဒါပြန်တင်ရမယ်အနေဒါဖြစ်နေတယ်။တန်းမစင်းဖို့ကအတွက်ကတော့10မှတ်လောက်နဲ့လိုအပ်နေတဲ့အနေဒါမှာအသင်းကိုတာဝန်ယူရဆိုတဲ့အတွက်ကြောင့်လို့ဒါခုနီးပြအတွက်ကတော့ကြီးလေးတဲ့တာဝန်တရက်တကယ်လို့ message mission လို့ကျွန်တော်ကသုံးကျင်တယ်။အဲ့တော့ကြီးလေးတဲ့တာဝန်တရက်ကြီးလို့ကျွန်တော်ကယူဆတယ်။အဲ့တော့ တခုကတစ်ဖက်မှာလည်း Palace ကိုပြန်ကြည့်ရတော့လေဒါ Wolves က Palace နဲ့တွေ့ခဲ့တဲ့နောက်ဆုံး၉ချိန်စလုံးမှာနိုင်ွယ်မရခဲ့တဲ့အနေအထားမျိုးတွေ့ရတယ်ဒီ Yardi Palace ကကတော့ဟိုဟိုပြောရအမြင့်မြန်ခြေစွန်းမျိုးတော့ကျွန်တော်တို့မရှိဘူးအဲ့ဒါနေနေမှာတော့လုံးဝမပါဘူးနေနေမှာလည်းမပါဘူးဟိုနောက်အစပွဲအစဟို Yardi အစ၅ပွဲရနေမှာကျွန်တော်တပွဲပဲနိုင်ပြီးတော့အဆင့်၁၀ထိဒါကျသွားတဲ့အသင်းကိုတွေ့ရမယ်အဲခြေစွန်းပိုင်းကတော့ Palace ကရုန်းကန်နေရမယ်မဲ့ ပဲလေးစမှာကျွန်တော်တို့အားကိုးထိုက်တဲ့ဟာကအစ်မေးစာနေမှာဒေတာတို့ကတော့ဒါဂိုးသွင်းနှုံးအားတွေကတော့လမ်းနေတဲ့အနေအထားမှာတော့ရှိတယ်အဲ့တော့ကျွန်တော်ကဒီပွဲစဉ်ကို body ရတော့ဘူးကလည်းဗျာအရင်ဖီအားတွေနေရင်ဆန်နေရခြင်းဒီပြတဲ့တက်ထက်မှာပြန်ရုံးကမ်းမဲ့အနေနဲ့ကျွန်တော် body ရတဲ့ဒီပွဲစဉ်ကိုကျွန်တော်ကတော့ဂုံးပေါင်းကိုအောက်ကိုရွေးချယ်ခြင်းတယ်ဂိုးအောက်ရွေးချယ်ရတဲ့အကွက်ကတော့ဒါဘာဖြစ်တယ်ဆိုတော့ဒီနှစ်သင်းအင်ဝူရဲ့အင်ကွင်နောက်ဆုံးကစားတဲ့စေဂျင်စလုံးမှာဂိုးအောက်ကြီးပဲကို6ဂျင်ဇက်တိုက်လောက်က ဝင်ထားခဲ့ဘူးလေအနေသားရှိတယ်ဆရာကခုနပြောသွားတယ်ကျွန်တော်က9ောက်ကအခုနှစ်နှုတ်80နှုတ်မှလည်း54.8ကျွန်တော်9ောက်ကြီးအောင်နိုင်ကြုံရှိတော့ဆရာရေးကျွန်တော်တတိယပြင်မဲ့ဖြစ်တော့ခုနဲ့ခရစ်စတယ်ပဲဒီပွဲမှာကျွန်တော်ကတော့9ောက်ကိုအပိုင်ရွေးချယ်ပါတယ်ဆရာ9ောက်ကကြီးအောင်နိုင်ကြုံ54.8ဘူဂီအမြတ်တန်ဖိုးကလည်း28ပြားထိ0.28ဆို28ပြားထိရှိနေအောင်တွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့အဲ့ပွဲစဉ်ကိုပရိသတ်တွေအတွက်တတိယပြင်မဲ့ဖြစ်9ောက်ကိုရွေးတယ်ဆရာရေး ဆရုတ်ရပြင်မှတ်ဆရုတ်ရပြင်မှတ်ဒီတစ်ချက်ပြောပါဦးကျွန်တော်ဆရုတ်ရပြင်မှတ်ကတော့ဆရာဘွန်နလီကာတဲကအပေါ်သေးတပွဲဖြစ်တဲ့အေရှင်တသင်းဖြစ်တဲ့ဒေါ်မွန်နဲ့စတုကတ်ပွဲလေဟုတ်ဒေါ်မွန်စတုကတ်ဟိုဒေါ်မွန်ရလက်ရှိ1.60ပေးထားတယ်အုံးသိဟုတ်ဟိုဒါကဒေါ်မွန်တို့ပြီးခဲ့တဲ့ရာသီ200ရာသီမှာဆိုရင်စတုကတ်ကိုမနိုင်ခဲ့တာပထမအဦးဆုံးအကြိမ်လို့တော့မဟုတ်ဘူးဒုတိယအကြိမ်2004 2005မှာတော့အဲ့လိုမျိုးနှစ်ကြိမ်ဆက်ရှုံးခဲ့ဘူးတဲ့ဒီ၃ကြိမ်မြောက်မှာတော့ပြန်ပြီးတော့ဂိုးမရှိတေကြခဲ့တယ် ဒီဒေါ်မွန်ကစတုဂတ်နဲ့ထိုက်တိုက်တွေ့ဆုံတဲ့ပွဲဒီမှာအရင်ရုံးကန်နေရတဲ့ပုံစံမျိုးတော့မရှိဘူးဆိုပေမဲ့အိတ်ကွင်း20ပွဲမှာ6ပွဲနဲ့6ဝက်တင်နဲ့6ဝက်ရှုံနေအဆင်နာမှာအများကြီးကွာဟနေတဲ့ပုံစံမျိုးတော့မရှိဘူးဒေါ်မွန်ပြန်ကြည့်မယ်ဆိုရင်ဒေါ်မွန်ကလက်ရှိဟိုနောက်ဆုံးအိတ်ကွင်းပွဲဒီမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒေါ်မွန်ကအိတ်ကွင်းလုံးနိုင်ဆိုရင်အားတော့ကောင်းတယ်ခန်စစ်ပိုင်းကိုပြန်ကြည့်ပြန်တော့လေဒေါ်မွန်ရဲ့အိတ်ကွင်းခန်စစ်ပိုင်းကတည်ငြိမ်မှုအပြည့်ရှိရလို့ပြောလို့ရတယ်ကျွန်တော်ယူနီယံပါလင်သူသည်ဝူဘက်ကိုဝူဘက်ကိုဝမ်းသည်လိုက်စ်အရင်ကောင်းနေတဲ့အချိန်မှာ1-1ပဲရပြီးတော့ဒီကိုလုံးနဲ့ပွဲတွေမှာ1-1 နောက်ဆုံးအိမ်ဝင်သုံးဘက်သက်ကကြေးရောဘောရောပြောရမယ်ဆိုဘောကတော့လုံးဝမရှုံဘူးကြေးရဆိုရင်နောက်ဆုံးဝင်ရိုးရဆိုရင်သုံးဘက်သက်တွေကိုကြေးမောင်းတာကိုကိုအောင်နေပြသားရတယ် စတုကောက်ပြန်ကြည့်ပြန်တော့စတုကတ်ကအဝေးကွင်းပွဲဒီမှာနည်းနည်းလေးရုန်းကန်နေရတယ်လို့ပုံစံမျိုးမှာကျွန်တော်တွေ့တွေ့ရတယ်ဒါကစတုကတ်ရဲ့ဒီချန်ပီယံလိဟိုယူဘာလိရဲ့အနေအထားမျိုးတွေလည်းပါတယ်ပေါ့နော်ဟိုလက်ရှိအနေအထားပြန်ကြည့်မယ်ဆိုစတုကတ်ရဲ့ဒီရဒီအဝေးကွင်း၅ပွဲမှာဆိုရင်သူကနှစ်ပွဲနိုင်တယ်နိုင်ခဲ့တဲ့နှစ်ပွဲစလုံးကဒီရဒီမှာနည်းနည်းလေးရုန်းကန်နေရတယ်ကိုလုံးလုံးဝူဘတ်တို့လိုပွဲစဉ်မျိုးတွေမှာတွေ့ဖြစ်ရတယ်သူအိတ်ကွင်းမှာခန်စစ်ကဂိုးမပေးခဲ့ရတဲ့ပွဲစဉ်ဆိုတာဒါဝူဘတ်တော်တော်လေးအကြပိုင်းရောက်နေအသင်းနဲ့ဟုတ်ကျန်တဲ့ပုံမှန်အသင်းနဲ့ဗျာကျွန်တော်ဂျူနီယာဘာလင်ဖိုင်ဘတ်ဆိုတော့အမှန်တမ်းပြောရင်ဂျူနီယာဘာလင်အောင်အဲ့တော့ဒီကောင်းတဲ့အနေအထားမျိုးမှာ ရှိ junior balling five ပဲကျွန်တော်တို့ဒီ live sit ဆိုတော့ဒီနေသားတစ်ခုမှာဂိုးတွေပေးနေရတဲ့နေသားလက်ရှိ Dortmund ရဲ့ဒီ strike out ပေးထားတဲ့ဒီ1.75က live set ကိုတော့ပြန်ကြည့်မယ်ဆိုရင် live set ကတော့ Dortmund or the Stuttgart ကိုပေးခဲ့တဲ့ဈေးတန်းက0.25ဆရာရဲ့လက်ရှိဒီ Bundesliga အမှတ်ပေးစရာပြန်ကြည့်မယ်ဆိုရင်1.2မှာဆိုရင်ဒီ Dortmund တော့နည်းနည်းနိုင်သေးတယ်လို့ပြောတယ်ဒီနေရာမှာ1.60ဝင်ယူ20နောက်တိမြင်လာတဲ့အနေအထားတစ်ခုမှာ Dortmund အနည်းဆုံးတကူးနဲ့နိုင်သွားအောင်မယ်လို့ထင်တယ် ပြီးတော့ပြီးခဲ့တဲ့ရာသီ200ရာသီဆက်ရှုံးထားတဲ့အနေထားကလည်းဒေါ်မွန်ဒီပွဲစဉ်မှာ300ရာသီမြောက်မှာတော့အိတ်ကွင်းမှာရက်လက်ကောင်ပြန်ရှာဖွေသွားနိုင်မယ်လို့ထင်နေပြ။ကျွန်တော်ကတော့ဒေါ်မွန်ဘောကြီးတော်တော်လေးကိုချိန်တယ်ဆရာ။ Okay ကျွန်တော်တို့ဒီညစနေညရဲ့ဒီပြပတ်၄ခုမှာတော့ကျွန်တော်တို့ဂိုးပေါင်းကတစ်ခွက်ပဲပါတာပေါ့နော်။ကျွန်တော်ကကျွန်တော် body အဲ့ body မှာမှကျွန်တော်တို့ပထမဆုံးပြမှတ်ကစီးစီးရေကတဲကတူနေတယ်ကက်ကရီယာကြီးဖြစ်ပါတယ်။ဒုတိယပြမှတ်ကတော့ကျွန်တော်ဒုတိယပြမှတ်ကတော့ကျွန်တော်တို့ဘိုလိုနာဖြစ်ပါတယ်။တတိယပြမှတ်နေရတော့ အင်္ဂလန်ပြည်မကြီးကဘူးနယ်ခရစ်စတပ်ပလေးပဲဘိုးအောင်ဖြစ်ပြီးတော့နောက်ဆုံးပြစ်မှတ်ကတော့ကျွန်တော်တို့တော့မှုပဲဖြစ်ပါတယ်အားလုံးပဲအကျိုးမြတ်ရပါတယ်အကျိုးမြတ်ရပါတယ်